အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့မြန်မာနိုင်ငံနေမှာရှိတဲ့တပိတ်ချင်းနယ်တွေကနတ်တွေဖွဲ့ထားတဲ့ယန္တနာမျိုးစုံထွက်တဲ့ကြောက်တွင်းကြီးအကြောင်းကိုဘုဒ္ဓရအနေနဲ့ပြောပြပေးချင်ပါတယ်အဲ့ဒီတွင်းကြီးကိုတော့ယန္တနာတွင်းကြီးလို့ခေါ်လိုက်ပါတယ်ဟဲ့တကယ်တမ်းကတော့သဘာဝအတိုင်းဖြစ်တည်နေတဲ့လူတွင်းကြီးပါတဲ့ဒါပေမဲ့အဲ့ဒီအထဲမှာတော့ကြောက်မြတ်ယန္တနာမျိုးစုံပြည့်နေနေပါတယ်ဟဲ့အဲ့ဒီတွင်းကြီးကကြောက်ကြီးရွာရဲ့အရှိတ်ဘက်မှာတည်ရှိပါတယ် ကြောက်ကြီးရွာဆိုတာကကြောက်ကြီးနီးပညာတက်ရဲ့ဘေးနားကရွာလေးပါအဲ့ဒီနားဒေသတစ်ဝိုက်ကဆုံးလို့ရှိရင်တော့ရွှေငွေတင်ဟန်စာတာကြောက်မြက်ယေသနာတွေများစွာထွက်ရှိတဲ့ယေသနာနယ်မြေပဲဖြစ်ပါတယ်တပိတ်ချင်းနယ်လေးကနေထွက်တဲ့ဗရမများနီလာတို့ကဝါပြူတောင်ကြောက်လို့တည်ကြပါတယ်ကြောက်ကြီးနီးပညာတက်ကလည်းယူရေနီယံအတွက်ပဲတည်ထားရလို့ပြောကြပါရယ်။ကြောက်ကြီးနီးပညာတဲ့ရဲ့ဝင်ပေါဟာဆိုရင်တော့နီလာကြောက်ကြောကြီးဆိုပြီ ကြောက်ကြီးရွာမှာနေထိုင်တဲ့ရှင်းမီနောင်မီ လူကြီးတွေက ပြောကြပါဗါးအဲ့ဒီကြောက်ကြီးရွာမှာထူးဆန်းတဲ့ဖြစ်ရလေးတစ်ခုဖြစ်ခဲ့ပါဗါဒီနေ့မှာတော့ကြောက်ကြီးရွာကနေမိုးဆိုးကြီး6ယောက်ကတောလေထွက်လာပါဗါမိုးဆိုးတွေကသူတို့ရွာရဲ့အရှိတ်ဘက်ကို တောလိုက်ကြတာဖြစ်ပါတယ်အရှင်တော့ကကြောက်ကြီးရွာဆိုတာကတောကြီးမြမဲကြီးတွေမှာဖြစ်ပါတယ်ကျုံးနေဘလောက်တိအရန်ပေါ်တယ်လို့လည်းသိရပါဗါယခုအခါမှာကာလန်ဘေတဝိုက်မှာတော့ တောင်ကလုံးနေပဲကြံတော်တာပါတောလေထွက်လာရင်မော်ဆိုးကြီး6ယောက်ကမျက်စိနဲ့လမ်းမကြပါရည်လမ်းပြောက်ရှောက်ဖွေးရင်းနဲ့ကြောက်မြက်ယတနာမျိုးစုံတွေပြည့်နေတဲ့လူတွင်ကြီးကို တွေ့လိုက်ကြပါရည်အဲ့ဒီနေဘက်ကသူတွေကကြောက်မြက်ယတနာတယံစာနာနေမြေမှာနေသူတွေဖြစ်ကြတဲ့အတွက်ကြောက်ချောင်းကိုအတန်သင့်နားလေတက်မြောက်ထားကြပါရည်မော်ဆိုး6ယောက်ကလည်းယတနာတွင်ကြီးတွေကနေအကောင်းဆုံးဖြစ်နိုင်မယ့်ကြောက်တွေကိုရွေးချယ်ပြီးတော့ အဲ့ဒီနေရာဒေသကိုမှတ်ထားခဲ့ပြီးရွာကို ပြန်လာကြပါတော့တယ်တဲ့ဒါပေမဲ့လည်းမုတ်ဆိုးတွေတည်ယူလာတဲ့ကြောင်မြတ်ယေဒနာတွေကတည်ယူခြင်းစိတ်မရှိလောက်အောင်ကိုလင်းလန်လာပြီးတော့သူတို့တွေကလည်းဆက်လက်တည်ယူဖို့အားမရှိတော့ပဲလွတ်ပြေးခဲ့ကြရပါတယ်တဲ့နောက်ဆုံးမှာနေလာကြောက်တရုံမေးကြံမာတော့တယ်မောင်ရီပြိုစချိန်မှာသူတို့၆ယောက်လောက်ကရွာကိုပြန်ရောက်လာကြပါတယ်နောက်ဆုံးပြန်ရောက်ချိန်မှာတိလိုက်တာတော့ သူတို့တွေမျက်စိလည်းလမ်းမနေတဲ့အဖြစ်ပြက်ကြီးတစ်ခုလုံးကသူတို့ရွာခေါင်းရင်းတောင်ပေါ်မှာပဲဖြစ်နေတာပါတဲ့သူတို့တွေလည်းနောက်တကပြန်လဲရှောက်ခွေရမှာတော့မတွေ့ရတော့ပါဘူးတဲ့သူတို့ချောင်ယောက်ရဲ့အရှင်ကအဲ့ဒီတွင်ကြီးစီကိုရှောက်ဘူးတဲ့ရှေးလူကြီးတွေပြောပြတာကတော့အဲ့ဒီရန်သားတွေနဲ့ပြင်းထန်နေတဲ့တွင်ကြီးကိုခွင်းနဲ့တွေကစောင့်ရှောက်တာပါတဲ့တစ်ခေါက်ပြောင်းချင်နေဆိုလို့ရှိရင်တော့ခွင်းနဲ့တွေကိုပူဇော်ပန်းသားရတယ်ဆိုပြီးတော့လဲအဆူရှိပါတယ် အခုဖြစ်ပျက်ခြင်းမှာပါဝင်နေတဲ့မိုးဆိုး၆ရောက်ခြင်းမှာတယောက်ပဲအသက်ရှင်ကျန်ရှိတော့တာပါ။ကျန်တဲ့သူတွေကတော့ကွယ်လွန်သွားကြပါပြီ။အခုဒီလဲကြောက်ကြီးနဲ့ကြောက်ကြီးရွာကယန္တနာမျိုးစုံနီလာပရမများမျိုးစုံထွက်ရှိနေစေဖြစ်ပါတယ်။ပရိသတ်များအလုံးလေးလာခြင်းရင်တော့သွားကြည့်ကြပါလို့ပြောချင်ပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုတော့ဘုဒ္ဓရစေဖို့ပြန်လည်မျှဝေလိုက်တာ ဖြစ်ပြီးတော့ဝင်ရေးသားသူကိုလည်းလီစားစွာနဲ့ credit ပေးပါရရှင်။ နားဆင်ရပြီးခဲ့ကြတဲ့ဗမာဆန်များပြည်သက်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။